မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်ရှိမောင်တော်နယ်ဘူးသီးတောင်မြို့တွေကိုမြမတက်မတော်ကပြန်လည်မရရှိပါကမွ슬လင်တွေနေရပြန်ရေးကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ AFP ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်း American, Japan, တောင်ကိုရီးယားတို့ရဲ့စီးရီးလေးကျင်းမှုဟာဒေတာရင်းလုံခြုံရေးအတွက်အန္တရာယ်တစ်ခုဖြစ်တယ်လို့ တရုတ်စစ်တပ်ကသတိပေးပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ရခိုင်ပြည်နယ်ရှိမောင်တော်နဲ့ဘူးတီတောင်မြို့တွေကိုမြန်မာတပ်မတော်ကပြန်လည်မရရှိပါကမွ슬င်တွေနေရပြန်ရေးကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ AFP ပါတီဥက္ကရာဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာအရက်ကတက်တော်အေးသိမ့်ပိုက်ရရှိထားတဲ့ ရခိုင်ပြည်နယ်ရှိမောင်တော်နယ်ပူတီတောင်မြို့တို့ကိုမြမတက်မတော်ကပြန်လည်မရရှိပါကမွတ်စလင်တွေနေရပြည်ရေးကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်နိုင်တဲ့တင်းဌာနကိုပြောပါတယ်။အရင်နောက်ဆက်ကလက်ထက်မှာနှစ်နိုင်ငံတောင်ဝင်ရှိသူတွေအကြားသဘောတူညီချက်ရရှိထားတာဟာမွတ်စလင်ဒုက္ခသည်တသိန်း၈တန်းကိုဥစွာနေရပြန်ပို့ရေးလက်ခံဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲဒီလိုနေရပြန်နိုင်ရေးနဲ့ပတ်သက်ပြီးလက်ရှိအုပ်ချုပ်နေတဲ့ကာလုံနဲ့ရွေးကောက်ပွဲပြီးနောက်တက်လာမယ့်အစိုးရတို့မှတာဝန်ရှိကြောင်း အဲ့ဒီမောင်တော်နဲ့ဘူးစီတောင်မျိုးကိုပြန်မရပါကနေရက်ပြန်ရင်မလုံနိုင်ကြအောင်ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်အဲ့တော့မောင်တော်ဘူးစီတောင်တနည်းအားဖြင့်ပုံမကျွန်းဒေသကြီးနိုင်ငံရေးစီရအဖြစ်လာမယ့် retaxation လို့ခေါ်တဲ့ဒီ family corporate group ရဲ့အကြီးအကျယ်တော့နေနေဖြစ်လာတယ်ဒီလိုမြန်မာအစိုးရကမောင်တော်ဘူးစီတောင်ပြတာကိုမရရင်ဘလို့မှ retaxation မလုပ်နိုင်ဘူး အဲ့ဒီချက်ကြီးကတော့ဒီမှာအစိုးရပေါ့ကြာကာလုံးမှာရှိတယ်နောက်အစိုးရမှာရှိတယ်ဒါပေမဲ့ဒီမှန်းချက်ကြီးနိုင်ငံကစစ်ဆန်ကြီးနဲ့နိုင်ငံက community နဲ့တက်တယ်လို့လာမယ့်ဒီကောက်ပူအလောအစိုးရအခုအစိုးရအားလုံးအရေးကြီးတာအဲ့ဒီ base step ကိုဒီချက် base step တောင်းကြည့်လို့ကြာရဖြစ်တယ်ဒီကြိုကြိုင်ကိုဘယ်လိုလုပ်ပါလဲစီးရင်တည်းရဆိုတာဒီမှာလက်ရှိဆိုရတက်ကဆောင်ရမယ့်လုပ်ငန်းစီပြမှာပါနေတယ် အဲ့ဒါမြန်မာအစိုးရအဲ့ဒီဒေါကိုမရလေနဲ့ပြည်သူပြန်လို့ကြမှာပေါ့အဲ့ဒီမှာလူတွေပြန်လို့ညာလို့မြန်မာနိုင်ငံက community တွေရှိနေစီအရောတာပြို့တဲ့ဒုက္ခတွေပြဿနာကိုပြန်ပြီးဖြေရှင်းရမှာဖြစ်တယ်။ညာမရလေနဲ့ဘလို့မှသက်ကမ်းမှာအခုတသိန်းတပန်းခွေလို့တောင်ဒီလိုစတာပြောနေတယ်။နော်တန်လို့ဒီပေါ့။ဆိုတော့အဲ့ဒီပြဿနာနှစ်ခုကရခိုင်ပြည်သားမှာရှိနေတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ရှင်နုကမွတ်စလင်အရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိအစိုးရမဟုတ်တဲ့အဖွဲ့အစည်းကိုနိုင်ငံတကာဖိအားပေးဖို့လိုအပ်ကြောင်းနှစ်80ပြည့်ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာစက်တင်ဘာ26ရက်ကပြောကြားခဲ့တာပါ။ဒါအပြင်မွတ်စလင်ဒုက္ခသည်အရေးဖြစ်ရှင်းဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အချက်ခွနခုပါတဲ့လမ်းပြမြေပုံကိုရေးဆွဲထားပြီးအချိန်ပေါင်းတွင်နေရပြန်ဖို့ပေးနိုင်မယ့်အဲ့ဒီလုပ်ငန်းစဉ်တွေကိုကမ္ဘာနိုင်ငံတွေကသဘောတူရမယ်လို့လည်းယူနွတ်ကပြောကြားခဲ့ပါသေး။ရခိုင်ပြည်နယ်မှာလူမျိုးစုတွေနဲ့သက်ဆိုင်သူတွေပါဝင်နေတဲ့ပြဿနာတွေကိုနိုင်ငံရေးအရာအဖြေရှာဖို့လိုအပ်ကြောင်းလည်း နိုင်ငံတကာအတိုင်းဝိုင်းကိုယူနုကတိုက်တွန်းထားတာပါမွတ်စလင်ဒုက္ခသည်တွေအနေနဲ့လက်ရှိဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့အခါမှာအစားအသောက်ဆင်းရဲနိုင်ပေမဲ့လည်းအသက်အန္တရာယ်မရှိကြောင်းစီလုံးညွညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါရယ်အဲ့ဒီသူတို့အနေနဲ့ရခိုင်ပြည်နယ်ထဲနေရပြန်လာမယ်ဆိုပါကအစားအသောက်မပြည့်စုံတဲ့အပြင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေမြေဖြစ်တာကြောင့်အသက်အန္တရာယ်ပါရှိကြောင်းသူကပြောပါတယ်။လောလောဆယ်တော့ဘယ်လိုမ ဖြစ်နိုင်လို့မဖြစ်ဘူး။ဒါဖြစ်လို့လည်းဒီလိုအဲဒီဒုက္ခတွေစမ်းမှနေရင်အစာစာအစာအစာခြင်းရဲ့ကောင်းခြင်းရဲ့နိုင်တယ်ပေါ့။ဒါပေမဲ့အသက်အန္တရာယ်တော့မရှိဘူး။နေရာခံရတာလုံးရှုံတယ်။နော်။အဲကောင်းမှုမှနေလို့ရတယ်။ရခိုင်ပြည်ထဲကိုရောက်လာမယ်ဆိုရင်သူတို့အသက်နော်အစာစာမလုံးဆုံးလို့ပြင်အသက်ဦးရင်လည်း မပြေချောင်းဘာဖြစ်လို့ဆိုရခိုင်ကဖြစ်နေခြင်းဖြစ်နေတယ်ပေါ်ပြီးတော့ကြာကြည့်တယ်အကျံသတ္တမားတွေလည်းဝင်နေတယ်လို့အာနာသင်္ခါရဲ့စိတ်အာနာရှင်တွေကလည်းအချိန်မရွေးလူစုစုမြင်ရင်ဘုံလာပြဲနိုင်တယ်လို့လက်နဲ့ကြည့်နေတယ်ပြင်နိုင်တယ်ဆိုတော့ဆိုတော့ဒီတော့ညီသားကတော့၎င်းလူသားကတော့၎င်းဘုံလာပြဲနိုင်တယ်ဆိုတော့ကျွန်တော်လက်ခံပြီးမှနေရင်တော့အဲအိုးနဲ့မလုံးချောင်းတယ်လို့ နော်အဲအစားအစာလက်ခါကအစားဘယ်လိုမှပြည့်နိုင်မှာမဟုတ်ဘူးအဲ့တော့ရောလောဆယ်မှာနော်စာပုံမှာကုကလာမှာသူတို့ဆိုတော့အကင့်တော်ဆုံးကအဲ့ဒီဘင်္ဂလားဒေ့ရှ်ကဒီကနေမှမြင်လာဟာအဲအကင့်တော်ဆုံးလို့ပြောဒီမှာတော့ပြောရှင်ပါနောက်ဆက်ကလက်ထက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့2025ခုနှစ်ဧပြီလက ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဘန်ကောက်ခီးစင်မှာမွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားရဲ့ဝန်ကြီးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနိုရဲ့အဆင့်မြင့်ကိုယ်စားလှယ်ဒေါက်တာခါလီလာရာမန်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။နောက်ဆက်ကနေဘင်္ဂလားဒေ့ရှ်တို့အကြားဆွေးနွေးမှုမှာထွက်ပြေးတိတ်ဆောင်သွားတဲ့မွတ်စလင်ဒုက္ခသည်တွေထဲကမှဘယ်သူဘဝဖြစ်ကြောင်းစစ်စစ်အတည်ပြုထားနိုင်တဲ့အရေးအတွက်ပေါင်း3800ရှိတယ်လို့မြန်မာဘက်ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုအတည်ပြုခဲ့ပါတယ်။ ဒါကြောင့်နေရပြန်ဖို့ရေးအမှန်တကယ်လှုပ်ဆောင်ခဲ့သည်ရှိသောတရားဝင်စီစစ်အတီးပြုရသေးတဲ့ပမာဏသသိန်းရှစ်တောင်ကိုသာမြန်မာဘက်ကဥစွာလက်ခံမဲ့အနေထားဖြစ်ပါတယ်။တရားနယ်လေးအနေနဲ့အပေါင်းတင်နေလာတာကစီရီမှာအားနည်းလာတဲ့အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ NCA ထုတ်ထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကရာဘုံမကြီးခေါကကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အနေနဲ့အပေါင်းတင်နေလာတာက စီရင်မှာအားနည်းလာတဲ့အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ NCA ထုတ်ရတယ်ပုတ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO SAAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာက CNN တင်ဌာနကိုပြောပါရတယ်။ TNA ရတာမန်အဖွဲ့စည်းဒေတာအလိုက်အဖွဲ့စည်းဖြစ်တဲ့အတွက်လူရလက်နက်ပစ္စည်းအင်အားလူထောက်ခံမှုပြန်လည်ရရှိဖို့အတွက်ခက်ခဲနေတဲ့အချိန်မှာအထောက်အကူပြုနိုင်တဲ့အကောင်းဆုံးမဟာမိတ်တွေရဲ့စန့်ကျင်မှုဒေတာခံလူလူရဲ့စန့်ကျင်မှုတွေကိုရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာမြန်မာတပ်မတော်ဟာ နိုင်ငံတော်အဖွဲ့အစည်းဖြစ်တဲ့အတွက်ရေရှည်မှာလက်နက်အင်အားလူဝင်အားတွေပြန်လည်ပံ့ပိုးပေးနိုင်ရာကြောင့်စစ်ရေးမှာပုံမဖီအားပေးလာနိုင်ပြီးဗတ်စုံမှာအသာစီးပြန်ရလာရလို့ပုတ်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကွာကစေနာသတင်းဌာနကိုပြောပါတယ်ကျုံမှုပြောရင်တော့အပေါင်းအသင်းမဟာမိတ်အာမေရောတဲ့ဘုံဘောရအထောက်ပြုနိုင်တဲ့အပေါင်းအားအာမေရောတဲ့ဘုံမျိုးတွေ့ရတော့ကျွန်တော်တို့ ရေရှိမှာအလားဒီဒီအဖွဲ့အစည်းတရားမြင်တယ်နော်ဒီနိုင်ငံတော်အဖွဲ့အစည်းကရေရှိမှာကြတော့သူပြန်ပြီးတော့ပံ့ပိုးတာပြန်ပြီးတော့ဖြည့်စွက်တာပို့ပို့ပြီးတော့ဖြည့်တာပို့ဒီဘာဘာဖြစ်တာကိုခွင်လာများတာပေါ့ဒီပမာဏဒီလိုအဖွဲ့အစည်းဒီသားလိုက်အဖွဲ့အစည်းတွေမှာကြတော့ဒီလိုဝီဖေးလို့ခေါ်တာပေါ့ပြန်ဖြည့်ဖို့ပြန်ဒီအင်အားကြီးစီးနေတာပါအင်အားဖြည့်ဖို့နောက်ဒီကူတော့ကောင်းရဖို့ဖြစ်တာလေဟာ ချက်ချင်းပြန်ပြီးတော့လုပ်ဖို့ကတော်တော်လေးခက်တဲ့အချိန်ပါဒီဘက်ကဘူးဆက်မြင်မှုလားဒီဘက်ကမမေဖွဲ့စည်းတယ်ဟာလားဟိုဆက်မြင်မှုတွေဖြစ်လာတယ်ပေါင်းတင်မဲ့လာတဲ့ဘောရဲ့ရပ်တော့ကဆိုအဲ့ဒါဆိုတော့နည်းနည်းတော့ကျွန်တော်တို့ပေါ်ပါလိမ့်စစ်ကိုဆင်းလာတယ်လို့ခြားတာပေါ့ TNL ရ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန်တပ်ဖွဲ့ MNDAA ရခိုင်တပ်ဖွဲ့ AA KNDF BNR လေ BPL လေ NDYPDF DPL လေ PLL စားတဲ့လက်နက်ကန်အင်အားစုတွေနဲ့စုဖွဲ့ပါတစ်တုံညာနှစ်ကုံစစ်စင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးသန်းတရာကြီးအတွင်းမှာဖော်ဆောင်ခဲ့ပါတယ်။အဲဒီစစ်စင်ရေးအတွင်းမှာ TN area ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နန့်ခမ်း၊နန့်ဆန်း၊မန်တုံ၊မိုင်းငော့၊နမတူ၊ကြောက်မဲ၊တီဘော၊နောင်ချိုမိုးမိတ်၊မိုင်းလုံးကုတ်ခိုင်နဲ့မန္တလေးသန်းတရာကြီးအတွင်းကမိုးကုတ်ထုတ်ကိုတင်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ TNN နေဟာအဲ့ဒီတိမ့်မရရှိခဲ့တဲ့နေမြေအတွင်းရှိတခြားလက်နက်ကင်တွေဖြစ်တဲ့ကချင်လူလဲ့ရေးတပ်မတော် KIA ရှမ်းပြည်ဒုသရေးပါတီ SFPP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကိုမောင်းထုတ်ခဲ့တာကြောင့်စေရင်းနဲ့နိုင်ငံရေးဆက်ဆံမှုတွေကပြတ်တောက်သွားခဲ့ပါတယ်။အလားတူတစ်တုံညာနှစ်ကုံစစ်စင်ရင်မှာပူပေါင်းတိုက်ခတ်ခဲ့တဲ့ကိုကန်တပ်ဖွဲ့ MNDAA နဲ့လည်းကုတ်ခိုင်ဒေတာအောက်ချုပ်ရေးနဲ့ပတ်သက်ပြီးအငင်းပွားခဲ့ကြပါတယ်။အဲ့ဒီနောက် TNL ကိုလက်နက်ခဲယမ်းထောက်ပံ့ကူညီမှုအများဆုံးပေးနိုင်တဲ့ ဝါပြည်တွဲစည်းညီညွတ်ရေးတက်မတော့ UWSA က2025ခုနှစ်ဩဂုတ်20ရက်မှာပန်ဆန်းမြို့မှာ TNLA MNDA SSPB မှာအကောင်းဆောင်တွင်လည်းအစည်းအဝေးတရက်ကိုကျင်းပပြီးမြေတီလက်နက်ကန်အဖွဲ့အစည်းကိုမှမိမိတို့အနေနဲ့လက်နက်ခဲရန်ငွေကြေးနဲ့အခြားသောအကူအညီတွေကိုပေးရတော့မှာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေအတွင်းမှာမြန်မာတပ်မတော်ဟာ TNLA တိမ့်ပိုက်ထားတဲ့နေမြေတွေကိုထိုးစစ်ဆင်လာခဲ့တဲ့နောက်2025ခုနှစ်ဇူလိုင်လမှာ နောင်ချုံမြို့ကို၎င်း2025ခုနှစ်အောက်တိုဘာ၁ရက်မှာကြောင်မဲမြို့ကို၎င်းပြန်လည်သိမ်းပတ်ခဲ့ပါတယ်။အလားတူမိုးကုတ်မြို့ကိုပြန်လည်သိမ်းပတ်ရေးမြန်မာတပ်မတော်ရဲ့ထိုးစစ်အားမိုးကုတ်မြို့အနီးရောက်ရှိလာပြီးဖြစ်တယ်လို့တီဘုံမြို့ပြန်လည်သိမ်းပတ်ရေးကိုလည်းမြန်မာတပ်မတော်ကစတင်နေပြီဖြစ်ပါတယ်။ရှမ်းနေလူမျိုးတွေလွတ်တော်တဲ့မြမရောက်ထားဖို့လိုအပ်တယ်လို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာစိုင်းထေအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းအပြောင်းလဲကာလမှာရှမ်းပြည်လူမျိုးတွေလွတ်တော်တဲ့မြမြရောက်ထားဖို့လိုအပ်တယ်လို့တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတရောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်ရှမ်းပြည်တိုင်းရင်းသားတွေဟာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိချင်းတွင်းမြေဝံမှာနေထိုင်ကြတဲ့ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီးဖြစ်ပြီးရှမ်းပြည်တိုင်းရင်းသားတွေအခြေချနေထိုင်ခဲ့ကြတာဟာနှစ်ကာလအများစွာကြာရှည်ခဲ့ပြီးဖြစ်ပါရယ်တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့မူဝါဒမှာ ငင်းချင်ရေအတူနေတိုင်းရင်းသားများငင်းချင်စွာအတူရှင်တွဲနေထိုင်ရေရှမ်းနီလူမျိုးအမီးမှန်ပေါ်ပါရေ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးတို့ဖြစ်ကြောင်းသိရပါတယ်လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းမှာလူမျိုးစုအခွင့်အရေးတွေရရှိအောင်ရှမ်းနီလူမျိုးတွေလွတ်တော်ရေးများများရောက်ချဖို့လိုအပ်ကြောင်း TNDB ပါတီဥက္ကရာစိုင်းတောင်ကစီရင်နေသတင်းဌာနကိုပြောပါတယ်အဲ့အခုနိုင်ငံရေးဖြစ်နေတာလေဒီနေ့လည်း49လောပဲကျွန်တော်တို့ကဒီအပြောင်းအလဲကြီးကြီးမားမားတော့ဖြစ်လာနိုင်မယ်အပြောင်းအလဲကြီးကြီးမားဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့ ်ညီညီမှုအားလိုအပ်တယ်ပေါ့နော်။ဒါဒီကကတော့ကျွန်တော်ရှိတဲ့ကလေးရင်းနှီးချိန်မှာရှိပြီးဒီနိုင်ငံတော်ကဒီလိုပေးပြီးဖြည့်ဆည်းစစ်ကိုရှိတာနော်ပြည်တော်စုကိုတည်ဆောက်မယ်ဆိုတဲ့အခါကျတော့နောက်ပိုင်းကျရင်ကကိုယ်ပိုင်ချုပ်ကွင်းတို့ပြည်နယ်တို့ဖြစ်လာနိုင်မယ်။အဲ့ဒါလည်းဒီနေ့ပြောင်းတဲ့ကာလမှာကျောင်းနိုင်ဆိုနိုင်ဖို့တက်တော့ဒီချမ်းညီမျိုးတွေအနေနဲ့ ုတော်ရဲ့မင်းများရောက်ခါဖို့တော့လိုအပ်ပါတယ်။ဘာလို့တော်နဲ့မှာကစကားပြောကြပါမယ်။တချင်းချင်းနဲ့ကျတော့ကြိုးစားကြမယ်ကျွန်တော်အောင်မြင်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးပေါ့။ဒါကြောင့်မို့လို့ခုဖြန့်ညီပဲဒီနိုင်ငံရဲ့ခင်းကျင်းမှာဒီမျိုးစုအခွင့်အရေးရှိအောင်ကဖြန့်ညီပါတီကရွေးကောက်ပွဲနိုင်မှာဖြစ်မယ်ဆိုတဲ့ခိုင်ကျက်မျိုးဖြန့်ညီလူတွေမှာဖြည့်ချပေးပါလို့ပြတာရခံလို့ရတယ်။မိမိတို့ပါတီအနေနဲ့လွတ်တော်တဲ့ရောက်ရင်နိုင်ငံရေးအရာပြောဆိုကြပြီးလက်နက်ကင်အဖွဲ့ချုပ်ငိမ့်သွားရင်ပြည်သူပါအေးအေးချမ်းချမ်းနဲ့နေနိုင်မှာဖြစ်ကြောင်းတိုင်းလိုင်းရှမ်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်တရ ောင်ကပြောပါရယ်လွတ်လပ်ရေးရစဉ်တုန်းကရှမ်းပြည်လူမျိုးတွေဟာပါတီလဲမရှိခြင်းပြောဆိုနိုင်တဲ့အဖွဲ့အစည်းမရှိခြင်းဗမော်ခရိုင်နဲ့မြကျင်းနားခရိုင်အားကချင်းပြည်နယ်နဲ့ထည့်သွင်းတဲ့ကိစ္စဆိုရင်ရှမ်းပြည်လူမျိုးတွေအဖွဲ့အစည်းမရှိခဲ့တာကြောင့်ကန့်ကွက်ခဲ့ကြပေမဲ့လည်းမအောင်မြင်ခဲ့ကြောင်းသူကပြောပါရယ် ဒီအချိန်မှာလည်းကျွန်တော်တို့အဖွဲ့အစည်းရဲ့ရှိနေတာပါတီရဲ့ရှိနေတာမျိုးမျိုးတွေရောပြည်သူနေနဲ့ရောဒီဥပဒေနဲ့ကျွန်တော်တို့ကိုပြပောင်းမဲထဲကြမယ်ဆိုရင်တော့ကျွန်တော်တို့လည်းလွတ်တော်ရဲ့အပိုင်းရင်ပုံပြီးမှလွတ်အားရှိမှာပေါ့ဒီနေ့ချိန်ကတော့နိုင်ငံရေးပါတီတရားနေနဲ့ပဲကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီနေ့မီဒီတာအတွင်းမှာရှိတဲ့ဒါနမီများအခွင့်အရေးရရှိအောင်လည်းကျွန်တော်တို့ကြိုးစားဆောင်ရွက်တောင်းမှာဖြစ်ပါတယ်ပြည်ပြည်နဲ့ချစ်ပေါ်ပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့နေထိုင်ရတဲ့ပုံစံတွေဘယ်လိုပုံစံမျိုးလဲဆိုတော့ပြည်သူတွေနေနဲ့ရော 你力气蛮大。 ပြည်ပြည်ကမီးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျ။ဘောက60နဲ့2ခုနှစ်ပြန်ရေးပေါ်လာပြီးနောက်ပိုင်းမှာကျွန်တော်တွေဘယ်လိုခံစားခဲ့ရလဲပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့လက်နက်ကိုလက်နက်နဲ့တိုက်မယ်ဆိုရင်လည်းဒါစစ်ပွဲတွေအဖြစ်မပြည်ဘူးကဒုက္ခရောက်ကြရတာယနေ့လည်းတွေ့ပဲလေ။ဒါနိုင်ငံကြီးကပြောကြဆိုကြမယ်ဒီလက်နက်ကိုချုပ်ငင်းသွားမယ်ဆိုပြည်သူကအေးချမ်းချမ်းနဲ့နေနိုင်မှာဖြစ်ပါတယ်။လက်ရှိရှမ်းတိုင်းရင်းသားတွေရဲ့တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက်ဆောင်ရွက်နေရမှာပါတီအနေနဲ့တိုင်းလိုင်ရှမ်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ရှမ်းဒီတိုင်းလျံသွေးစည်းညီ ည်ညွှန်းရေးပါတီ SSP တို့ရှိပြီးလက်နက်ကိုင်အနေနဲ့ရှမ်းပြည်အမျိုးသားများတက်မတော် SNA ရှိပါတယ်။အဆိုပါရှမ်းပြည်နှစ်ပါတီဟာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ်ရွေးကောက်ပွဲမှာစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ဆီယန်နိုင်ငံတင်ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်၊ဂျပန်၊တောင်ကိုရီးယားတို့ရဲ့စီးရဲလေးကျင်းမှုဟာဒေတာရင်းလုံခြုံရေးအတွက်အန္တရာယ်တစ်ခုဖြစ်တယ်လို့ ရုတ်စစ်တပ်ကသတိပေးပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်တောင်ကိုရီးယားတို့နဲ့စိုက်ဘာနဲ့ AI နည်းပညာပါဝင်တဲ့စစ်ရေးလေ့ကျင့်မှုတွေချဲ့ထွင်နေတဲ့အမေရိကန်စစ်တပ်ရဲ့လုံဆောင်ချက်တွေဟာဒေတာတွင်းလုံခြုံရေးအတွက်အန္တရာယ်တစ်ခုဖြစ်တယ်လို့တရုတ်စစ်တပ်ကတတိပေးပြောကြားခဲ့ကြောင်းဆောက်ချိုင်းနာမော်နီပိုကဖော်ပြခဲ့ပါတယ်။တရုတ်ပြည်သူတပ်မတော်ရဲ့နေစင်ထုတ်သတင်းစာတစ်ဆောင်ဖြစ်တဲ့ PNLA Daily သတင်းစာမှာ PNLA ရဲ့စစ်သိပ္ပံအကယ်ဒမီမှာကျွမ်းကျင်သူကြီချန်းကမကြသေးမီသတင်းဘက်တွေအတွင်း တဖက်သက်စီရေးလေ့ကျင့်မှုတွေရဲ့ရှုပ်ထွေးပွေလီမှုအကြောင်းကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။အဲ့ဒီစီရေးလေ့ကျင့်မှုတွေကတမန်ရိုးချက်စီရေးပူပေါင်းဆောင်ရွက်မှုထက်ကျော်လွန်ပြီးဒေတာတွင်းလုံခြုံရေးအခြေအဟုံကိုထိခိုက်စေမဲ့ပြည်ပအင်အားစုအတွက်မဟာဗျူဟာမြောက်အခြေအနေတွေကိုဖြစ်ပေါ်စေပါတယ်လို့ကြီးကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုမြင့်တက်လာတဲ့ဒေတာတွင်းချင်းချောက်မှုတွေကြောင့်တရုတ်နဲ့မြောက်ကိုရီးယားရဲ့စီရေးလေ့ကျင့်မှုတွေဟာကာကွယ်ရေးအတွက်တရားဝင်မှုရှိကြောင်းသူကပြောပါတယ်။လွန်ခဲ့တဲ့နှစ်လခန့်ကအမေရိကန်စစ်တပ်ဟာတောင်ကိုရီးယားနဲ့ အိုချီဖီဒန်ရှိစီရေးလေးခြင်းမူဂျပန်နဲ့ Resolute Dragon 2025စီရေးလေးခြင်းမူအမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့ပါဝင်တဲ့ Freedom H အမည်ရှိသုံးဖွဲ့ဆိုင်စီရေးလေးခြင်းမူတို့ပြုလုပ်ခဲ့ပါတယ်။ထိုင်ဝမ်မှာအတိုက်ခံပါတီဖြစ်တဲ့ကွန်မန်ဒန်ပါတီအတွင်ခေါင်းဆောင်အပြိုင်ဆိုင်ကြားလွှတ်တော်ကိုယ်စားလှယ်ချန်လီဝမ်ကဥဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်ဝမ်မှာအတိုက်ခံပါတီဖြစ်တဲ့ကိုမီတန်ပါတီ KMD တဲ့ခေါင်းဆောင်မှုအပြိုင်ဆိုင်မှာလွတ်တော်ကိုယ်စားလှယ်ချန်လီဝမ်ကဥဆောင်နေရလို့နေကိုင်းအေရှားကဖော်ပြခဲ့ပါဗါတယ်ကိုမီတန် KMD ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်ချန်လီဝမ်က တရုတ်ပြည်မှကြီးနဲ့ပြည်လဲပေါင်းစည်းရေးကိုလှုံ့ဆော်သွားမယ်လို့အော်တိုဘာ၁၈ရက်မှာပြုလုပ်မယ်ပါတီဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်မီပြောကြားခဲ့ပါတယ်။အရင်ကကူမီတန်ပါတီရဲ့ပြိုင်ဘက်ပါတီဖြစ်တဲ့ DPP ပါတီအဖွဲ့ဝင်အောင်ဖြစ်တဲ့ချန်အသက်55နှစ်ဟာပါတီတွင်ခေါင်းဆောင်ယာတုနေရာအတွက်ဩဇာအာဏာကိုထူထောင်နိုင်ခဲ့ပါတယ်။ချန်ဟာလက်ရှိ DPP ပါတီခေါင်းဆောင်ဖြစ်တဲ့ထိုင်ဝမ်သမ္မတလိုင်ရှင်တေကိုဝေဖန်လေးရှိပြီးပြီးမှကြီးနဲ့ရေလက်ကြားဖြတ်ကျော်ပြန်လည်ပေါင်းစည်းရေးကိုလှုံ့ဆော်မှုတိုက်တွန်းခဲ့ပါတယ်။စုံစုံနှင်နာမှုတွေကိုရှောင်လဲဖို့အတွက်အကောင်းမြင်စိတ်နဲ့မျှော ်လင့်နေလို့မရပါဘူး။ငြိမ်ငြိမ်ဖော်ဆောင်သူတွေဖြစ်လာအောင်နဲ့အဓိကကြတဲ့ခန်းကဏ္ဍကနေပါဝင်ဆောင်ရပါလိမ့်မယ်လို့ချန်ကထိုင်ဝမ်နိုင်ငံသားသတင်းတောက်များကလပ်မှာပြောကြားခဲ့ပါတယ်။ဒါအပြင်လိုင်ဟာတရုတ်ကိုတံပြန်ရမှာအမေရိကန်ပေါ်အလွန်ကျူးမီခိုနေကြောင်းလည်းချန်ကဆွဆွဲခဲ့ပါတယ်။ကျွန်တော်ကဇတိခံရသူတွေမဖြစ်ရပါဘူး။ဒေါ်နယ်ထရန့်ရဲ့ဝက်ဖက်တစ်ချက်မဖြစ်ရပါဘူးလို့ချန်ကပြောကြခဲ့ပါဗျ။ချန်ဟာ9090တို့ကွန်ဆက်ဆက်လို့ခေါ်တယ်။ကိုမင်တန် KMD ပါတီရဲ့မူဝါဒကိုအခြေခံပြီးပြောကြခဲ့ခြင်းဖြစ်ပါဗျ။ နာဒီနာဒီတို့ကိုစားဆက်အမည်ရှိ နားလည်မှုဟာ1992ခုနှစ်ကကိုမီတန်ဦးဆောင်တဲ့ထိုင်ဝမ်အစိုးရနဲ့တရုတ်အစိုးရကြားတရုတ်တနိုင်ငံရဲ့မူဝါဒအောက်မှာရရှိခဲ့တဲ့နားလည်မှုတစ်ခုဖြစ်ပါတယ်။ရုရှားရဲ့ကမ်းခြေဒေသတွေကိုနျူကလ িয়ার ရေငုပ်သင်္ဘောတွေဆေးလို့မယ်လို့ကတိပြုခဲ့ပေမဲ့ဆေးလို့ချင်းမရှိခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရုရှားသမ္မတဟောင်းဗလာဒီမာမက်ဗီဒက်ကအလောင်းပြောင်းပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားရဲ့ကမ်းခြေဒေသတွေကို နျူကလ িয়ার ရေငုပ်သင်းမောတွေစေလုံးမယ်လို့ကတိပြုခဲ့ပြီးမယ်။အဲ့ဒီသင်းမောတွေကိုစေလုံးတာမရှိခဲ့တာကြောင့်ရုရှားတပ်မတော်ဟောဗလာဒီမာမက်ဗီတက်ကလောင်ပြောင်ခဲ့တယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။ထွန့်ဟာစက်တင်ဘာ30ရက်ကမက်ဗီတက်ကိုယူမိုက်တဲ့ပုံကိုလို့ပြောကြားခဲ့ပြီးရုရှားရဲ့ကဲအုန်နဲဒေတာကိုရေငုပ်သင်းမောတစ်စင်းဒါမှမဟုတ်နှစ်စင်းစေလုံးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂတ်လအတွင်းကလည်းထွန့်ကသူဟာမက်ဗီတက်ရဲ့ချင်းချောက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တင်းတော်တဲ့ဒေတာတွေစီရေငုပ်သင်းမောနှစ်စင်းစေလုံးဖို့ အမိတ်ပေးခဲ့တယ်လို့ပြောကြားခဲ့မှုပါတယ်။တိုက်ထည့်ရင်ပေါ့ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့အပိုင်းတစ်တစ်ခုလို့ပေါ့ထရန်ကရင်းငုံသင်္ဘောတွေကိုဆစ်လို့ပြီးလှုပ်ဝက်စွာဖြန့်ကျက်ချလာခဲ့တယ်လို့ပြောပါတယ်။ အမောင်ကန်းတွေကကြောင်နဲ့တကောင်ကိုရှာဖို့ခက်ခဲလိမ့်မယ်ဆိုတဲ့စကားပုံလိုမျိုးပေါ့တကယ်ကအဲ့ဒီကြောင်နဲ့ကအခန်းထဲမှာရှိနေတာမျိုးလည်းဖြစ်ပါလိမ့်မယ်လို့မဗီတက်ကပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားနဲ့ယူကရိန်းကြားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်ကြိုးပမ်းနေခဲ့ပေမဲ့လက်တွေ့မှာအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးနှစ်နိုင်ငံစလုံးကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်မယ်လို့လည်းချိန်ချောင်းလျက်ရှိပါတယ်စီအိုင်းသတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ် ဘာစီလိုနာဟာ PSG အဆင့်မှာရှိမနေခဲ့ဘူးလို့အသင်းနည်းပြဟန်စီဖလစ်ကဝန်ခံပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းဟာချန်ပီယံလိလီဖေးပွဲစဉ်နေ့ဖြစ်ရှင်ပြန်ခဲ့တဲ့ပွဲစဉ်မှာ PSG အသင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့အရေးနိခဲ့ပြီးနောက်ဘာစီလိုနာအသင်းနည်းပြဟန်စီဖလစ်ကအသင်းဟာ PSG အသင်းအဆင့်မှာရှိမနေခဲ့ဘူးလို့ဝန်ခံခဲ့ပါဗါး။ ဟန်စီဗလစ်ကကျွန်တော်တို့ကတူညီတဲ့အစ်စ်မှာရှိနေတယ်လို့ပြောစရာမရှိဘူးဆိုတာဒီဘက်မှာမြင်တွေ့နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်အသင်းကိုယုံကြည်မှုရှိပါတယ်။ဒီနေ့ကကျွန်တော်တို့အတွက်အကောင်းဆုံးနေ့မဟုတ်ခဲ့ပေမဲ့ဒီလိုအစ်စ်မျိုးရောက်ရှိအောင်ကျွန်တော်တို့ထပ်ပြီးကြိုးစားမှာပါ။ကျွန်တော်တို့လည်းပရဲကြီးအသင်းလိုမျိုးကစားနိုင်တယ်ဆိုတာယာနုံးပြေသေးချပြီသူတို့စီကနေတင်ယူကပိုပြီးကောင်းအောင်လုပ်ရမယ်လို့ပြောခဲ့တာပါဒီဘက်မှာဘာစီလိုနာအသင်းဟာရက်ရှိုးရဲ့ဖန်တီးပေးမှုကနေဖာရန်ဒိုရက်စ်ကဥစားဝတ်သွေးယူနိုင်ခဲ့ပြီမယ် လက်ရှိချန်ပီယံ PSG တင်တွယ်မာယူလူကခြေပါဖို့တွင်ပြီးဂိုကာရိုရာမော့စ်ကမိနစ်90မှာအနိုင်ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာဒီရှုံးမဲ့ကြောင့်ဒီအာဒီပြိုင်ပွဲဆုံးမှာပထမဆုံးရှုံးမဲ့ကြုံတွေ့ခဲ့ပြီး PSG တင်ကတော့ချန်ပီယံလိပွဲစဉ်၂ပွဲစလုံးအနိုင်ရရှိထားတာပါ။ PSG အသင်းဟာဒီပွဲစဉ်မှာအဓိကစားသမားတွေဖြစ်တဲ့ဒန်မီလီ၊ဒူအီ၊ကာဗီချာနဲ့မာကွင်းဟိုတို့တရားကြောင့်မပါဝင်နိုင်ခဲ့ပေမယ့်ဘာစီလိုနာအသင်းကိုအကောင်းဆုံးကစားပြီးနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ာစီလိုနာအသင်းကလည်းရာဖီညာ၊ယူအန်ဂါစီယာ၊ဂါဗီနဲ့ဖာမင်လိုဘက်တို့မပါဝင်ပဲ PSG အသင်းနဲ့ရေဆန်ခဲ့ရတာပါ။ဘာစီလိုနာအသင်းဒီပြဟန်စီဖလကာ PSG အသင်းကိုနောက်ကျအနိုင်ကိုပေးခဲ့ရတယ်ပေါ့စိတ်ပြက်ခဲ့ပြီမယ်။ဒါမဲ့ပွဲတွေမှာပိုပြီးကောက်မအောင်တင်ယူရမယ်လို့ပြောခဲ့ရပါတယ်။ဒီပွဲမှာ PSG အသင်းအတွက်အနိုင်ကိုသွင်းခဲ့တဲ့ဂွန်ကာလိုရာမော့စ်ကသူတို့ဟာနိုင်ပွဲနဲ့ထိုက်တန်ခဲ့ပြီးဘာစီလိုနာအသင်းထံပိုပြီးကောက်အောင်ကစားနိုင်ခဲ့တယ်လို့ပြောခဲ့ရပါတယ်။ဒါအပြင်ဂွန်ကာလိုရာမော့စ်က သူတို့ဟာဒီရာဒီမှာအရာအလုံးကိုထပ်ပြီးအနိုင်ယူခြင်းတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်အော်တိုဘာလ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင်။